်မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်း channel မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ AA2 စစ်စင်၍ကြောက်ဖြူလေးစိတ်အနီးတိုက်ပွဲပြင်းထန် ကြိုက်ပွဲမျိုးနဲ့လီးလာတယ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ကြောက်ဖြူမျိုး၄စိတ်အနီးကိုအရကတက်တော် AA ကထိုးစစ်ဆင်တိုက်ခိုက်ခြင်းကြောင့်ယနေ့ဇွန်လ16ရက်တွင်တိုက်ပွဲများပြင်းထန်နေကြောင်းမျိုးကံများထံကသိရပါတယ်။ယမန်နီဇွန်လ15ရက်ည9:35မိနစ်က AA ဘက်ကလက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့တဲ့ဖြင့်ယနေ့ဇွန်လ16ရက်နက်နက်ပိုင်းကစတင်ကနှစ်ဖက်အပြန်အလှန်တိုက်ပွဲများဖြစ်ပွားနေကြောင်း၆ဖြူမျိုးတရင်ရင့်မြစ်တအုပ်ကတရင်ဌာနသို့ပြောကြားပါတယ်။ မနေ့ညကကြောက်ဖြူမျိုးအဝင်ပေါ်လေရင်ကွင်းနားမှလာချတာအေအေကလက်နဲ့ကြီးနဲ့ပြည့်မနဲ့အာယုံကစပြီးအခုထိအပြန့်လဲပြည့်နေကြတယ်ဘီးသက်တွေတခြားဌာနဆိုင်ရာဝန်ထမ်းတွေကတော့မနဲ့ကရုံမသွားရဲကြဘူးကြောက်ဖြူမျိုးအဝင်ရဲတက်ရင်32အတီးတဝိုက်လန်ကွဲအဲ့ဒီတဝိုက်လဲတိုက်ပွဲဖြစ်နေတယ်ဟု၎င်းကပြောပါတယ်လက်ရှိတွင်ကြောက်ဖြူမျိုးရှိလေရင်ကွင်းအနီးတဝိုက်ပြင်ကရဲတက်ရင်32အနီး ချိုင်းစိကေကြေးရွာနှင့်တရားဝရီရေတပ်ဌာနချုပ်တို့သွားသည့်တစ်ပုတ်တောင်လမ်းကွဲနှင့်ခုံချွင်တရာအနီးတိုက်ပွဲများဖြစ်ပွားနေကြောင်းဒေသတွင်းစစ်ရေးတရင်ရေးမြစ်တအူကပြောပါရယ်အရကတတ်တော် AA အနေဖြင့်တက်အောင်တက် DNL အပါအဝင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့်အတူအရှိန်အဟုန်ဖြင့်တိုက်ပွဲဆင်နွှဲနေခြင်းကြောင့်တိုက်ပွဲအနေထားမှာကြောက်ဖြူမျိုးနှင့်နှီးဆက်လာပြီးဖြစ်ကြောင်း CDM ဘူကြီးစင်ရောကသုံးသပ်ပါရယ်ကျောက်ဖြူမျိုးနဲ့တော့နှီးဆက်နေပြီပေါ့ဒီရဲတရင်ကိုရပြီဆိုရင်အာရကတတော်နဲ့ပူပေါင်းအဖွဲ့တွေက25ရာခိုင်နှုန်း ကြောက်ဖြူကိုသိမ့်ပိုက်နိုင်ပြီဖြစ်ပြီးလို့ပြောရမှာဖြစ်ပါတယ်။ပြီးရင်တညဝရီရေတက်စခန်းနဲ့ခါလာရ34ကိုတကယ်တမ်းတိုက်မယ်ဆိုရင်လက်နဲ့ချမယ်အန်ဒီထားလို့ကြားသိရတာတော့ရှိပါတယ်ခင်ဗျာဟုသတင်းဌာနကိုပြောကြားပါတယ်။တိုက်ပွဲချင်းင်းနဲ့ပတ်သက်၍အာရကကြတော် AAE ပြောရေးဆိုခွင့်ရဥခိုင်ဒုခကိုဆက်သွယ်မြင်မြန်တော့လဲပြန်လည်ဖြေကြားခြင်းမရှိသေးပြီ။ယနေ့ကြောက်ဖြူမျိုးနဲ့တွင်သာမကစစ်တွေနဲ့ပုံနာကျွန်းအဆက်ရှိအောင်တိုင်းဝါဘူကြီးရွာတဝိုက်တွင်လဲနှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်းဒေသခံများထံမှသိရပါတယ်။ ။လက်တက်လောရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်အတွင်းဖြစ်ပွားနေသည့်တိုက်ပွဲများတွင်စစ်ကောင်စီ၏အကြီးတန်းအရာရှိများတိုက်စုံမှုများရှိနေသလိုတရင်အလိုက် AA ထံလက်နက်ချအလင်းဝင်မှုများရှိပြီးတိုက်စုံသူများပြကြောင်းစစ်ရေးတရင်ကြီးမြင့်နှင့်ဒေသခံများကယမန်နေ့ဇွန်လ15ရက်တွင်ထေချာထားပါသည်။ထို့ပြင်ကြောက်ဖြူမျိုးတွင်စစ်ကောင်စီ၏စစ်ကြောင်းအင်အားတရာဝင်းခြင်းမှဆက်သွယ်မှုပြတ်တောက်နေကြောင်းစီရီယံဘူကြီးစင်ယောကဆိုပါရယ် ပြီးခဲ့တဲ့မေလ30ရက်တွင်စစ်ကောင်စီတပ်မှစစ်ဦးစီးမှုပထမတန်းကြီးဝံအစဉ်ဒုတိယဗိုလ်မှူးကြီးနှင့်အတူတပ်သားများကိုအာရကတပ်တော်ကလက်ရဖမ်းဆီးမိခဲ့သည်။လက်ရှိတွင်အာရကတပ်တော် AA သည်ကြောက်ဖြူမြို့နယ်ရှိစစ်ကောင်စီ၏မင်းတပ်တောင်စခန်၊လိတ်ခမော်ကခင်စခန်၊နှံပဲတောင်ကခင်စခန်တို့ကိုမေလတတိယအပတ်ကသိမ်းပိုက်ထားနိုင်သည်။ ကြောက်ဖြူမြို့နယ်တွင်စစ်ကောင်စီ၏တညဝတီရေတပ်ဌာနချုပ်ကြောက်တလုံးဖရအနီရှင်ခမရ940နှင့်ခုံချွင်ရွာအနီရှင်ခမရ943ခလရ34မြို့အနီရှင်အမှတ်32ရဲတပ်ရင်းနှင့်တောင်မော်ကြီးရေတပ်ဌာနခွဲတို့တရှိသည်အရကတတော်အနေဖြင့်ရခိုင်ပြည်နယ်တွင်အနောက်ပိုင်းတိုက်စစ်ဌာနချုပ်နာမကအပါဝင်မြို့ဆလီမြို့ကိုသိမ်းပိုက်ထိန်းချုပ်ထားပြီးပြည်လေကန်ယူရန်ဒေတာများဖြစ်သည့်စစ်တွေကြောက်ဖြူမှန်အောင်စသည့်နောက်ဆုံးလက်ကျန်၃မြို့ကိုတိမ့်ပိုက်ရန်ကြိုးစားနေသည်။ ဆက်လက်ပြီးမြမပထမဆုံးအတန်ထက်မြန်ခေါင်းတလားပြန်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်1990မတိုင်ခင်အတိမြမစစ်အစိုးရလီတက်မှာအတန်ထက်မြန်တဲ့နှုံနဲ့မောင်းနေနိုင်တဲ့ကြက်တိုက်လေရင်မပိုင်ဆိုင်ပါဘူးမြမလီတက်ရဲ့ပထမဆုံးအတက်ထက်မြန်တိုက်လေရင်ကတော့တရုတ်ထုတ် F7 လေရင်ပဲဖြစ်ပါတယ်လီတက်ရဲ့ F7 ပထမဆုံးလေရင်အုပ်အဖြစ်စေစည်းကို မြန်မာနိုင်ငံစီအသက်ယူဖို့1990ခုနှစ်ဇူလိုင်လ19ရက် အာဇာနည်နေ့မှာခူမင်းမျိုးစီထွက်ခွာခဲ့တယ်လို့လေးတဲ့ဦးစီးချုပ်ဟောင်းဖြစ်သူလက်ရှိကြန့်ခိုင်ရေးဒုတိယဥက္ကဋ္ဌဘိုးချုပ်ကြီးအငိမ့်စာဦးမြတ်ဟင်ကသူ့ရဲ့မြမဝေဟင်ထက်မှအတန်ထက်မြန်သောပြန်တမ်းမှုများစာအုပ်မှာရေးသားထားပါတယ် ကူမင်းမှာ F7 ပြန်တမ်းမှုကိုတရုတ်လီတက်ကလေ့ကျင့်တင်ကြပြရမှာပြန်တမ်းချိန်နာရီ30ထက်မပိုခဲ့ပေမဲ့မိတီလာလီတက်စီမောင်းနေပြီးတည်ယူလာနိုင်ခဲ့တယ်လို့ဆိုထားပါတယ်။ဒါပေမဲ့ F7 ဟာမြန်မာနိုင်ငံကိုစရောက်ကြတဲ့အခါအဆင်မပြေမှုကြုံခဲ့ရတယ်လို့ဦးမြန်ဖိန်ရဲ့အစအုပ်အရသိရပါတယ်။ F7 မတိုင်ခင်ကလီတက်မှာသုံးနေတဲ့တိုက်လီယင်တွေဟာအမေရိကန်ထုတ်တွေဖြစ်ပြီးလီယင်မှုအုပ်ထုံးမှာအောက်ဆီဂျင်အသက်ရှူကွက်နဲ့ရေဒီယိုစကားပြောဆက်တပါးတွေပါပေမဲ့ F7 မှာတော့အုပ်ထုံးကတက်တက်အောက်ဆီဂျင်ရှူကွက်နဲ့စကားပြောဆက်ကတက်တက်ဖြစ်တာကြောင့်ဆက်သွယ်ပြောဆိုမှုအခက်အခဲရှိပြီးပြန်တမ်းရေးအတွက်အန္တရာယ်မကင်းရှင်းဖို့လို့လီတက်ဦးစီးချုပ်ဟောင်းဦးမြတ်ဟင်းကရေးသားထားပါတယ်အဲ့ဒီပြဿနာကိုလေတက်အင်ဂျင်နီယာအဖွဲ့ကလေတက်မှာသုံးနေတဲ့အမေရိကန်ထုတ်တိုက်လေယာဉ်တွေရဲ့ရေဒီယိုစကားပြောဆက်အစိတ်ပိုင်းတွေနဲ့ ဂျာပန်ပယုတ်စီတန်ဘူးအခေါ်နဲ့ပေါင်းဆက်ပြီး F7 တိုက်လေယာဉ်မှုတွေအတွက်စကားပြောဆက်အဖြစ်ဆက်သွယ်ပြောဆိုမှုအဆင့်ပြေအောင်ဖန်တီးပေးခဲ့ရပါတယ် ဥမြတ်ဟင်းရဲ့စာအုပ်ထဲမှာလေတဲ့အတွက်ခင်မီတိုက်လိရင်လိုအပ်နေချိန်မှာနိုင်ငံတကာရဲ့ပိတ်ဆို့မှုတွေအရလွယ်လင်းတကူပွဲမရဘဲတရုတ်အစိုးရကပဲရောင်းချပေးတာလို့ရေးထားပါတယ်။ဒါပေမဲ့မြန်မာလေတပ်ကဝယ်ယူခဲ့တဲ့ F7 စုစုပေါင်းအစီးရင်နဲ့တစီးစီရဲ့တံပိုးကိုတော့ထည့်မရေးထားပါဘူး။ F7 ဟာ CA ခင်မှာဆိုဗီယက်ပြည်ထောင်စုကထုတ်လုပ်တဲ့ MiG-21 ကိုအခြေခံပြီးတရုတ်နိုင်ငံကတိစောက်ထားတာဖြစ်ပါတယ်။ မူရင်း MIG 21တွေကလည်းပြတ်ကျပြီးလူရင်မှုတည်ဆုံလာများတာကြောင့်ပြန်တန်းနေတဲ့ Counterla Flying Confant အဖြစ်နာမည်ဆိုးနဲ့ကြော်ကြားပါတယ်။ Jet Engine တစ်လုံးတန်းလူရင်မှုတအူမောင် F7 ဟာအပေါ်စားတိုက်လျင်ဖြစ်ပြီးလူရင်ချင်းဝေဟင်စီးကျင်းထိုးတိုက်ပွဲတွေအတွက်တရုတ်ကရည်ရွယ်ထုတ်လုပ်ခဲ့တာပါ။ဝေဟင်ကြားပြတ်တိုက်ခိုက်ရေးတိုက်လေရင်ဖြစ်ပေမဲ့မြန်မာလီတက်မှာတော့ဘုံကျဲတာမြေပြင်ပြစ်မှတ်တွေကိုပြစ်ခတ်တိုက်ခိုက်မှုတွေမှာအသုံးချပါတယ်။ ပြည်တွင်းစစ်မှာ F7 တွေကိုလေတက်ကတောက်လျှောက်အသုံးချခဲ့တယ်လို့2021ခုနှစ်တချော့ပြန်အာဏာသိမ်းမှုအပြီးလက်နက်ကင်တော်လန်မှုတွေကိုလေကြောင်းကနေအပြူတိုက်ခတ်ရမှာ F7 တွေလည်းပါဝင်ခဲ့ပါတယ်။ F7 တွေဟာတပ်တန်းအပြင်အိုမင်းပြီးခင်မမီတော်တာကြောင့်နေပြည်တော်ကစစ်သမိုင်းပြတိုက်ရှိမှာ F7 အစီးရေအချို့အနာပေးထားတာတွေ့ရမှာပါ။ဒါပေမဲ့အာဏာသိမ်းစစ်ကောင်စီဟာမြေပြင်စစ်ပွဲမှာအရေးနေတဲ့အခါတိုင်း ကျင်းသုံးနေကြဖြစ်တဲ့အရက်ဖတ်စစ်ဖက်မခွဲကြတဲ့လေကြောင်းတိုက်ခိုက်မှုတွေအတွက်တက်တန်းလွန် app 7တွေကိုပါထုတ်သုံးရတဲ့အခြေအနေကိုရောက်နေတာဖြစ်ပါတယ်။တကယ်တော့ app 7ဟာမကြာခဏပြတ်ကျပြီးလေယာဉ်မှုတွေအနှိမ့်ဆရောက်တာကြောင့်ခေါင်းတလားပြန်အပြေမြန်မာလီတက်အတိုင်းဝိုင်းမှာကြော်ကြားပါတယ်။အနည်းဆုံးကာလတွေကိုပြန်ကြည့်ရင်ပြီးခဲ့တဲ့2018ခုနှစ်အတွင်းမှာတင်ထောင်ကုန်နဲ့မင်းဘူးမျိုးနဲ့အတွင်း F7 3C ပြတ်ကြပြီးဘုံမှုတအူဘိုးကြီးနှစ်ဦးတည်ဆုံခဲ့ရပါတယ်။ စစ်ကောင်စီစစ်ရုံးချုပ်အခြေဆိုင်ရာနေပြည်တော်ကအီလာလီတက်စက္ကန့်မှာလဲ2016ခုနှစ်မလအတွင်း F7 တစီစင်းသက်ရာမှာ အချိန်ထိန်းတဲ့လေဒီပြုတ်ထွက်သွားလို့ပြေးလန်းချော်ထွက်ပြီးထိခိုက်ပျက်စီးတာမျိုးဖြစ်ခဲ့ပါသေးတယ်။အဲ့ဒီတစ်ချိန်မှာတော့လေယာဉ်မှုအသက်ရှင်ခဲ့ပါတယ်။ F7 တွေပြတ်ကျတိုင်းမှာလေယာဉ်မှုတွေမကပဲမြေပြင်ကအပြစ်မဲ့အရက်သားတွေပါတေဆုံးရတာမျိုးလည်းရှိခဲ့ပါတယ်။၂018ခုနှစ်အောက်တိုဘာလ16ရက်ကနိုင်ငံအလယ်ပိုင်းမင်းဘူးမြို့အနီးမှာ F7 နှစ်စီးပြတ်ကျရာမှာလေယာဉ်အစိတ်အပိုင်းထိမှန်လို့၅ရက်ကျောင်းသူလေးတေဆုံးခဲ့ရပါတယ်။ အခုဒီချိန်မှာလည်းပြီးခဲ့တဲ့ဇွန်လ10ရက်ကအညာဒေသပလဲမြို့နယ်မှာ F7 ပြတ်ကျသွားတဲ့နေအိမ်တွေကအရတား3လောင်း၊ချက်ဝင်တွေကရုပ်အလောင်း1လောင်း၊စုစုပေါင်း4လောင်းတွေ့ခဲ့ရတယ်လို့ကြီးသူလူမြောက်ရေးတပ်မတော် BLA ကထုတ်ပြန်ထားပါတယ်။ BLA က F7 ကိုသူတို့ပြစ်ချတာလို့ကြေညာထားပါတယ်။စစ်ကောင်စီကတော့ဆက်ချွတ်ယွင်းပြီးပြတ်ကျတာလို့ထုတ်ပြန်ပါတယ်။အရင်က F7 တွေပြတ်ကျမှုတော့ရာသီဥတုဆိုးရွားလို့ဆိုပြီးထုတ်ပြန်လို့ရှိခဲ့ပါတယ်။ ဆက်လက်ပြီးမြောင်ဦးကကျောင်းဆရာမနဲ့ခင်မုံဝန်ထမ်းလိုင်းကမ်းမှာဖြစ်သက်ခံရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းမြောင်ဦးမြို့နယ်ညောင်ပင်ကံရွာအထက်တန်းကျောင်းွယ်ကကျောင်းအုပ်ဆရာမတအုပ်နဲ့ခင်မုံဖြစ်သူတို့မနေ့ကစွန်15ရက်မှာဖြစ်သက်ခံခဲ့ရတယ်လို့မြောင်ဦးမြို့နယ်ဒေသခံစီကထင်ရပါတယ်။ညောင်ပင်ကံရွာအခြေခံပညာအထက်တန်းကျောင်းွယ်ကကျောင်းအုပ်ဆရာမဒေါ်နီလာဝင်းနဲ့ခင်မုံဖြစ်သူဦးစော်လက်တို့စွန်15ရက်မနက်ပိုင်းမှာကျောင်းဝန်တွေက ဝန်ထမ်းလိုင်းကမှရှိနေခြင်းပြစ်ဒဏ်ခံရတာဖြစ်ပြီးပြစ်ခတ်မှုကိုဘယ်ဖွဲ့စည်းကလှုပ်ဆောင်နေဆိုတာကိုတော့မသိရသေးပါဘူး။မနီမနက်ကဝင်ပြစ်သွားတယ်လို့သိရတယ်။ကလေးနှစ်ယောက်ကြံခဲ့တယ်။တစ်ယောက်ကဆီယာမကြီးရဲ့ညီမ။နောက်တစ်ယောက်ကသမီးပေါ် မြမလုတ်တဲ့သူជីတွဲတက်နေတာတမီးဖြစ်တဲ့သူကជីတန်းတက်နေတာဘယ်အဖွဲကဝင်ပြစ်လဲဆိုတာတော့မသိဘူးလို့ညောင်းတီတာကန်ကဗာမာဘီဂျေကိုပြောပါတယ်ညောင်းပင်ကန်ရွာဖြစ်စဉ်နဲ့ပတ်သက်ပြီးညောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ဒေသရင်းကာကွယ်ရေးတပ်ဖွဲ့တွေကိုဆက်သွယ်မေးမြန်းထားစေဖြစ်ပါတယ်စစ်ကောင်စီဘက်ကတော့လက်နက်ကင်ခွနဲ့ဦးကစိုင်းကလေးစီးနဲ့ရောက်လာပြီးចောင်းအုပ်ဆီယာမနဲ့ခင်မုန်းဖြစ်သူတို့ကိုဝန်တန်းလိုင်းကန်ရှိဆွဲခေါ်ကပြစ်တက်ခံခဲ့ရကြောင်းနဲ့ပြစ်ခတ်မှုဟာ PDF ကလုတ်တာလို့ထုတ်ပြန်ထားတာတွေ့ရပါတယ် ကြပြင်မခွေးတိုင်းပခုတ်ကူမျိုးအမတ်သုံးမူလွန်ကြောင်းကလက်ထောက်မူလာတဲ့ပြဆရာမဒေါ်စင်မီလိုင်ကို28နှစ်ကိုလည်းဇွန်လ14ရက်မနက်7:00နာရီကျော်မှာ PDF 5ဦးကတနက်တွေကိုင်းကဆိုင်ကယ်၅စီးနဲ့ရောက်လာပြီးဆရာမကိုကျိုးတုပ်ဖမ်းခေါ်သွားတယ်လို့စစ်ကောင်စီထုတ်ပြန်ချက်မှာဖော်ပြထားပါသေးတယ်။အခုလဇွန်3ရက်ကမြောက်ဦးမြို့နယ်ပကံမြို့တင်ဂန်ကာရက်ကွက်မှာစစ်ကောင်စီလက်အောက်ကဖြူစော်တီခေါင်းဆောင်တဲ့အဖွဲ့ကိုခြံောင်းမြေစစ်ကြောင်းနဲ့ပကံအန်ညောင် U Special Task Force ကလာရောက်ပစ်ခတ်ခဲ့တာကြောင့်က ခန့်ကာရက်ကွက်ဇယက်အတွင်မှာရှိနေသူ၈ဦးသေဆုံးခဲ့ပါသေးတယ်